မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ American Outlook တော်တွင်နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နေရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်ပါဝင်အကျင့်ပြအစိုးရများ၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမိဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် American Outlook တော်တွင်အမေရိကန်နိုင်ငံသားအများအပြားကိုပြစ်မှတ်ထားလိမ့်လည်နေသော နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ကြောင်းအမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါရယ်။ယနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၃ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ Asia Asia 5490ကြားဖြတ်နိုင်ငံသားလိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းရှင်းဥပဒေကိုအမေရိကန်အောက်လွှတ်တော်အမတ် Jefferson Chevrolet Republican Indiana ကတင်သွင်းခြင်းဖြစ်ပြီးအမေရိကန်နိုင်ငံသားများကိုအစုလိုက်ပြုံလိုက်အွန်လိုင်းမှလိမ့်လည်မှုများကျူးလွန်နေသောနိုင်ငံဖြတ်ကျော်ကြားဖြတ်ရစဝက်ခိုင်းများကိုဖြိုခွဲရေးဥပဒေချုပ်ကို Democrat နှင့် Republican Party နှစ်ရပ်စလုံးကထောက်ခံခဲ့ကြောင်းသိရပါတယ်။2023ခုနှစ်မှာစ၍အမေရိကန်နိုင်ငံသားများထံမှကြားဖြတ်လိမ့်လည်ခိုင်းများနှင့်၎င်းတို့ကိုကောက်ကွယ်ပေးနေသောအကျင့်ပြက်အစိုးရများ၏လက်ချက်ဖြင့်ဒေါ်လာဖီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်းအေရှား 5490ခေါ်နိုင်ငံခြားသားကြားဖြတ်လိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေအရနိုင်ငံဖြတ်ကျော်ရစဝက်ခိုင်းများကိုချေမှုန်းရေးအစိုးရအေဂျင်စီအချင်းချင်းလုပ်ငန်းအဖွဲ့တရက်ကိုဖွဲ့စည်းပေးခြင်းဖြင့်အမေရိကန်နိုင်ငံသားများကိုအွန်လိုင်းလိမ်လည်မှုများမှကာကွယ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။အောက်လွတ်တော်အမှန် Sherika 2024ခုနှစ်မှာအမေရိကန်ဒေါ်လာ18ဘီလီယံလောက်လိမ်လည်ခိုင်းရတယ်လို့ FBI ကသတင်းပို့ထားပြီးအိန္ဒိယနာပြည်နယ်ဟာလူဦးရေအချို့အစားအရဒုတိယအများဆုံးပြစ်မှတ်ထားခံရတဲ့ပြည်နယ်ဖြစ်ပါသည်။ ဒီလိုဖြစ်တာဟာနေစင်းနဲ့အမျှနေထိုင်နေကြတဲ့အမေရိကန်တွေကျွန်တော်ရဲ့မဲဆန္ဒရှင်တွေနဲ့လုံဖို့ဂိုင်ပတ်တွေအပေါ်မှာတယောက်မှုတွေရှိစေပါတယ်မိသားစုတွေဟာသူတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတယ်အငိမ့်စားယူထားသူတွေရဲ့စူဆောင်းခွေတွေဟာတညတည်းပျောက်ကွယ်သွားပြီးဘာမှမကြံတော့လောက်အောင်ဆုံးရှုံးကုန်ကြတယ်ဟုပြောပါတယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌ Brian Mascali ကြားဖြတ်လိမ်လည်မှုစင်တာများမှအလွန်အမင်းရှုပ်ထွေးလာကြောင်းပြောဆိုပါတယ်အမတရာကတော့ဒီလိမ်လည်မှုတွေကြားဖြတ်အဖွဲ့အစည်းတွေဟာ ယုံနိုင်လောက်အောင်ခင်မိပါတယ်သူတို့ဟာကြီးမားတဲ့လုပ်ငန်းတွေပါသူတို့ကသူတို့ရဲ့အကျင့်ပြတ်အစိုးရတွေကထောက်ခံချပါတယ်ဘဝတစ်လျှောက်လုံးစူးစောင်းထားတဲ့ငွေတွေကိုလိမ့်လေခံလိုက်ရတဲ့သူတယောက်ရဲ့ဆုံးရှုံးမှုတွေကိုစဉ်းစားကြည့်ပါဟု၎င်းကဆိုပါတယ်ကြားဖြန့်ရဇဝက်ကိုင်းများကအမေရိကန်နိုင်ငံသားများကိုဒါကောင်အဖြစ်ပြုလုပ်ယုံသားမကပင်လူကုန်ကူးခံရသူရာပေါင်းများစွာကိုအဓမ္မလှုပ်အားပေးရန်အသုံးချနေကြောင်းအလုတ်ကြောညာအတူများဖြင့်လှေစားခံရပြီးနောက်တစားခံအဖြစ်ဖမ်းဆီးခံရကောင်နှိပ်စက်ခံရခြင်းသို့မဟုတ် အသက်ခံရမည့်အကြောက်တရားအောက်တွင်လူကုန်ကူးခံရသူများကအာဓမလိမ့်လည်မှုပမာဏအချို့ကိုပြည့်မီအောင်လှုပ်ဆောင်ခိုင်းခံရကြောင်းအမေရိကန်ကထောက်ပြပါတယ်။အလွတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြည်ပကနေအမေရိကန်တွေကိုချိန်ချောက်နေတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ကိုကျွန်တော်ဦးစားပေးလှုပ်ဆောင်ခဲ့ပါတယ်။ဂျာဟာဆိုးသွမ်းတဲ့အစိုးရစနစ်တွေပဲဖြစ်ဖြစ်အကြံဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဂျာမာမဟုတ်ဒီကိစ္စမှလိုပဲ ကြီးမားတဲ့ online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေတဲ့ရက်ဆက်တဲ့ရာဇဝတ်ကိုင်းတွေပဲဖြစ်ဖြစ်ပါဒီနိုင်ငံသားလိမ်လည်သူတွေဟာဂျိုးစာပန်စာအလုံးလုံးနေတဲ့မိသားစုတွေတက်ကြီးရွယ်အိုတွေနဲ့ကျွန်တော်တို့ရဲ့စစ်မှုတန်းဟောင်းတွေကိုပြစ်မှတ်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာခိုးယူကောင်ဘဝတွေကိုပျက်စီးနေကြပါတယ်ဒါကြောင့်ဒီရာဇဝတ်ကွန်ရက်တွေကိုလိုက်လံပိတ်ဆို့ဖို့အတွက်ကျွန်တော်တို့ကော်မတီ Asia 5490ကိုဒီနေ့အတည်ပြုခဲ့တဲ့အတွက်ကျွန်တော်ဂုဏ်ယူပါတယ်ဟုအမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌ Fryan Musk ကသုံးသပ်ပြောဆိုပါတယ်။ ရှင်းပြင်းအဆိုပါဥပဒေအရတရုတ်ကွန်မြူနတီပါတီအရာရှိများနှင့်ရာဇဝတ်ခိုင်းများအကြားဆက်နွယ်မှုများဒေတာရင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ဆိုင်စေခြင်းနှင့်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်ဒွန်အားပေးသည့်ရွေးချယ်ဖန်ဆီးနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလိပ်လုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနှင့်ဆက်ဆက်တရှိခြင်းတို့တွင်တရုတ်ပြည်သူသမ္မတနိုင်ငံ PRCE ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမိဖြစ်ကြောင်းသိရှိရပါသည် အလားတူမြန်မာနိုင်ငံအတွင်းအွန်လိုင်းငွေလေလုပ်ငန်းများကိုခွင့်ပြုထားခြင်းလှလှရှုထားခြင်းနဲ့အကျိုးမြတ်ရယူနေခြင်းတို့တွင်မြန်မာစစ်တပ်၏ပအဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရန်နှင့်မြန်မာနိုင်ငံရှိငွေလိန်စင်တာများအတားအဆီးမရှိလဲပတ်နေမှုကိုရပ်တန့်နိုင်ရေးအတွက်နိုင်ငံအတွင်းမတိကျမှုမှုများနှင့်အကြံဖတ်မှုများကိုဖြည့်ရှင်းရန်အရေးကြီးကြောင်းဥပဒေဆိုင်ရာသုံးသပ်မှုများအတွင်ထောက်ပြဆွေးနွေးကြကြောင်းသိရပါသည်။ဆက်လက်ပြီးအနာသိန်းစစ်တပ်နှင့်မျက်နှာချင်းဆိုင်တာမကတဆင့်ကန်လေတွေ့ဆုံဆွေးနွေးတာမရှိဘူးလို့ NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှာဒေါ်လာရင်းအင်အားစုတွေနဲ့အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေတွဲဆောင်ခဲ့တဲ့ဆိုတဲ့ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့ကရည်တိပြတ်ညင်းဆိုလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာအင်ဒိုနီးရှားနိုင်ငံမှသာမကအာဆီယံနိုင်ငံတချို့ကဦးစီးပြုလုပ်တဲ့ဆွေးနွေးပွဲတွေကိုတက်ရောက်ပြီးမြန်မာနိုင်ငံရဲ့အခြေအနေမှန်ကိုကမ္ဘာကနားလည်ဖို့ NUG နဲ့ဒေါ်လာရေးအင်အားစုတွေရဲ့ရည်ရည်ချက်နဲ့သဘောထားတွေကိုကမ္ဘာကသိရှိဖို့ဆွေးနွေးခဲ့တာတွေရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကသတင်းထဏာကိုပြောကြားပါရတယ်။ ဒါပေမဲ့အဲ့ဒီလိုဆွေးနွေးပွဲတွေမှာဘယ်တော့မှအကြမ်းဖက်စစ်တပ်တာဝန်ရှိသူတွေနဲ့ညနေချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့တာမရှိခဲ့သလိုတဆင့်ကန်လည်းဆွေးနွေးတာမျိုးမရှိဘူးလို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ကလည်းအာနာသိန်းစစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ညီတိနေရညီတိအခြေအနေမှာမှတွေ့ဆုံခဲ့တာမရှိကြောင်းမင်းညပိုင်းကထုတ်ပြန်ပါရယ် NUCC ဟာတော်လှန်ရေးအောင်မြင်မှုကိုရှေ့ရှုပြီး Federal Democracy ပြည်ညင်ပါခရီးကဝတ်တွေနဲ့နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာဆက်လက်ကင်ဆွဲရည်တည်သွားမှာဖြစ်တယ်လို့ဖော်ပြပါတယ်။နိုဝင်ဘာ25ရက်နေ့ကနေ30ရက်နေ့အထိပြုလုပ်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံတည်ဆောက်ရေးဆိုင်ရာအတွေ့အကြုံများကိုညွှန်ဝေခြင်းအလို့ယုံဆွေးနွေးပွဲမှာတခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စားလှယ်နှစ်ဦးတက်ရောက်ခဲ့ပြီးအကြံဖတ်ဆဲအုပ်စုကိုယ်စားလှယ်တွေနဲ့ဤသည့်နေရာဤသည့်အခြေအနေမှာမှာထွေးဆောင်ခဲ့ခြင်းမရှိကြောင်း NUCC ကထုတ်ပြန်ပါတယ် အဲ့ဒီအလုံယုံဆွေးနွေးပွဲမှာအင်ဒိုနီးရှား Special Envoy on မြန်မာ ရုံးအဖွဲ့ကမျှဝေတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံတည်ဆောက်ရေးဆိုင်ရာအထွေအကြုံများကိုလေးလာခဲ့ကြပြီးပါဝင်တက်ရောက်သူများအကြားလေးလာတွေ့ရှိမှုတွေအပေါ်အမြင်များဖလှယ်ဆွေးနွေးခဲ့ကြခြင်းကိုသာဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ကြားပြင် NUG အနေနဲ့ကလည်းထုတ်ပြန်ထားပြီးဖြစ်တဲ့နိုင်ငံရေးဥတီချက်6ရက်ပါအချက်တွေကိုအမှခံချက်မရှိဘဲတွေ့ဆုံဆွေးနွေးမှုဆိုတာဖြစ်လာစရာအကြောင်းမရှိကြောင်းနဲ့ဥနေဖုံးလက်ကထပ်မံပြောကြားပါတယ်။ NUG နဲ့ တော်လန်ရေးအင်အားစုတွေဖူးတွဲထုတ်ပြန်ထားတဲ့နိုင်ငံရေးဥတီချက်6ရက်ထဲမှာဆီအာနာသိမ်းမှုကိုဖယ်ရှားပြီးနိုင်ငံရေးမှာစစ်တပ်ပါဝင်နေမှုကိုအဆုံးသတ်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအပီးတိုင်ဖျက်သိမ်းဖို့နဲ့အဲ့ဒီဥပဒေကိုပြန်လည်အသက်သွင်းဖို့စ조사မှုမှန်သမျှကိုတိုက်ဖျက်ဖို့သက်ဆိုင်သူတွေအလုံးလက်ခံနိုင်တဲ့ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းဖို့စတဲ့အချက်တွေပါဝင်ပါတယ် ဆက်လက်ပြီးတရုတ်ဂျပန်တင်းမာမှုလိုအပ်လာရင်တရုတ်ဘက်မှစီရီအရာအကူအညီပေးသွားရန်အသိအနေထားရှိနေဟုစစ်ကောင်ဆောင်ထုတ်ပြန်တဲ့ဆွေသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တရုတ်နဲ့ဂျပန်ကြားကလက်ရှိတင်းမာမှုတွေဟာမြန်မာနိုင်ငံကတော့တရုတ်ဘက်မှပြဿနာပြီးဆုံးသွားသည့်တိုင်အောင်ရပ်တည်ပေးသွားမှာဖြစ်ကြောင်းမြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုက်မှအတီအလင်းထုတ်ပြန်လာပါတယ်။ဒေတာရင်းအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်ကိုဂျပန်ကတန်းတူမဆက်ဆံတင်ကြောင်း ဂျပန်ပြောလိုက်တဲ့စကားတခွန်ဟာနိုင်ငံတကာအလဲမှာခြေပြားထောက်ပြီးတရုတ်ကိုအိုမဲတုပ်လိုက်တယ်လို့ဖြစ်နေတော့ကြောင်းတရုတ်အနေဖြင့်ဂျပန်နဲ့အတူငြင်းငြင်းချမ်းချမ်းရှင်တွဲနေထိုင်ဖို့မသင့်တော်ပါဘူးလို့မြေအောင်လိုင်းကမှတ်ချက်ပြုပါတယ်။အဲဒီနှစ်နိုင်ငံကြားကပြဿနာဟာနိုဝင်ဘာ9ရက်နေ့မှာဂျပန်ဝန်ကြီးချုပ်စနေအေတက္ကအီချီပြောခဲ့တဲ့စကားတခွန်ကနေအစပြုခဲ့ပါတယ်။တက္ကအီချီကတကယ်လို့တရုတ်သားထိုင်ဝမ်ကိုကျူးကျော်ခဲ့မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူညီဖို့စစ်တပ်တွေစီလို့မယ်ဆိုတာမျိုးမှတ်ချက်ပေးခဲ့တာပါ။ တရုတ်ကတော့ဒါဟာဂျပန်ဝန်ကြီးချုပ်စီကရန်လိုတဲ့သဘောထားမျိုးဖြစ်တယ်လို့တင်းတင်းမာမာစွပ်စွဲရာကနှစ်ဖက်တန်တမာရေးပို့တိုက်မှုတွေကြီးထွားလာခဲ့တာပါဒီဇင်ဘာ3ရက်နေ့ပြည်ဦးလင်မြို့၌ပြုလုပ်ခဲ့သောစစ်တပ်ကတို့တင်းနှန်းစင်ပွဲမှာတော့မင်းအောင်လိုင်ကဂျပန်ကထိုင်ဝမ်ကိုကူညီဖို့စစ်တပ်တွေဆီလို့ရင်မြန်မာကလည်းတရုတ်ကိုကူညီဖို့ထိုင်ဝမ်ကိုစစ်တပ်တွေဆီလို့သွားမှာပါအိန္ဒိချင်းတရုတ်ကိုကူညီဖို့စည်ရေးတတိအမြဲရှိပါ တရုတ်ဂျပန်သတင်းကိုအမြင်နှာဆွင့်ဖို့အတွက်လေရဲဘော်တို့ရဲ့ဗားတိုက်တွေကရုံမြင့်တန်ကြားဆက်တွေမှာမြောက်ဝတီနဲ့မြမအတန်ရုတ်တန်လိုင်းတွေကိုအချိန်မရွေးကြိရှုခွင့်ပေးထားပါမယ်။ထိုင်ဝမ်ပြီးရင်တလက်စတဲ့ဂျပန်ကိုပါဆက်သိမ်းရင်သိမ်းရမှာမို့ရဲဘော်တို့တန်မာနေဖို့လိုပါတယ်။အဲ့ဒီအတွက်လေရှုမြော်ခင်းတွေလှပြီးလေကောင်းလေတန်တွေအပြည့်ဝရှိတဲ့ရခိုင် ပြည်နယ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့အညာဒေသတွေမှာသွားရောက်အနားယူဖို့အတွက်လေစီစဉ်ပေးထားပြီးဖြစ်ပါတယ်။ကျမကြီးကယူဆိုင်ကြပါခွန်အားသစ်တွေမွေးကြပါ တရုတ်ကိုကူညီဖို့ရရှိလာတဲ့အခွင့်အရေးကိုလက်လွတ်မခံကြပါနဲ့ဟုပြောပါရယ်။တကယ်တမ်းအသင့်တော်ဆုံးကတော့လေကြောင်းပါပဲ။မြန်မာတပ်မတော်ရဲ့လေကြောင်းနဲ့ဆိုထိုင်ဝမ်ကတမနက်ပါပဲ။မိလေထမင်းစာလက်ဖက်ရည်တောက်တနါရီလောက်နာပြီးရင်နေ့လယ်နှစ်နာရီလောက်ကစတိုက်ရင်ညနေ9နာရီခွဲလောက်ဆိုရင်ဂျပန်ကကုန်ပြီးလေကြောင်းကဆိုထိုင်ဝမ်နဲ့ဂျပန်နှစ်နိုင်ငံပေါင်းရင်တောင်တရက်မပြေပါဘူးလို့မီးအောင်လိုင်းကပြောပါရယ်။ အစဉ်လာရဂျပန်နဲ့မြန်မာစစ်တပ်တို့ဟာဒီကက်တဲ့ဆက်ဆံရေးမျိုးရှိခဲ့ပြီး2021စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့တရုတ်နဲ့ဆက်ဆံရေးကိုလည်းပုံမှုမြင့်တင်လာခဲ့ပါတယ်စစ်တပ်အာဏာမသိမ်းပြီးအယက်သားအစိုးရလက်ထက်မှာတော့တရုတ်နဲ့ဆက်ဆံရေးဟာတိတိတတ်တတ်ကြီးပုံမှန်အနေထားမှသာရှိနေခဲ့ပါတယ်